အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့ရန်ကုန် Convention Center မှာကျင်းပနေတဲ့ Thai Expo Changong ပွဲကိုရောက်နေရဖြစ်ပါတယ်ဒီပွဲထဲမှာဆိုလို့ရှိရင် MG ချစ်သူတွေအတွက်လောကအထူးအထူး special promotion ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာပါ6ရက်6လ special promotion အနေနဲ့ MG4 ဝယ်ယူသူတွေအနေနဲ့ဆိုလို့ရှိရင်66သိန်း cashback ရရှိနိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့လားမသိဘူး။ဒီပွဲထဲမှာကျွန်တော်တို့မရိုက်ရသေးဘူး။ရှေ့မှာကားဝယ်တဲ့လူကဝယ်နေပြီ။အဲ့ဒီအချိန်တွေမှာရှိ။ Okay အဲ့တော့တက်ဖို့ကြည့်အောင်။ ုကျွန်တော်ဘေးမှာမြင်ရတဲ့ကား CRMG4 မှာ standard range ရယ် long range ရယ်ပဲဖြစ်ပါတယ်ဒီကား CR လည်းကျွန်တော်ပြောပြပြရမလို့တော့အောင်လို့လူတွေတော်တော်များများကသိပြီးသားကားပဲဖြစ်ပါတယ်အတီးကလူတွေမသိသေးတာပါလဲဆိုတော့ဒီနေ့ပွဲမှာဝယ်မယ်ဆိုလို့ရှိရင် promotion လည်းရမှာဖြစ်တယ်လို့ high purchase လည်းဝယ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲထဲမှာလာပြီးတော့ဝယ်ဖို့ကြောင်ဖိတ်ခေါ်ပါတယ်နောက်ပြီးဒီပွဲထဲမှာ MG ကနေပြီးတော့ထပ်ပြီးပြလာတဲ့ကားတစ်စီးရှိအဲ့ဒါပါလဲဆိုတော့ MPV ပဲဖြစ်ပါတယ်ဒီမှာပါကဲဒီကားပါပဲ တော့ MPV မရှိဘူးလားလို့မင်းနေကြတဲ့သူတွေပြောဆိုလို့ရှိရင်ဒါတော့ Maxxite ရဲ့ Mifa 9ပဲဖြစ်ပါတယ်ဒီကားရဲ့ battery capacity ကိုပြောမယ်ဆိုရင်60 kWh ပါတယ်တော်တော် size ကြီးတဲ့ battery ထဲမှာလို့ပြောလို့ရတယ်ပြီးရင်သူ့ရဲ့ motor က front wheel drive ဖြစ်တယ်180 kW motor ကိုသုံးထားတယ် range အနေနဲ့ပြောမယ်ဆိုလို့ရှိရင်440 km ထိသွားလို့ရတယ်လို့ဆိုထားတယ်ဒါပေမဲ့ तू က CLTC မှာ440မဟုတ်ပါဘူးဒီဟာ WLTP မှာ440ဆိုတော့တော်တော်လေးကိုနီးနီးဆန်းဆန်းရောက်မယ်လို့ကျွန်တော်အနေနဲ့ခန့်မှန်းဒါပေမဲ့ဒီကားက no over ကြိုက်နေတာရှိတယ်အဲ့ဒါလေးလိုက်ပြ တကားကဘယ်ဟောညာရောနှစ်ဖက်သလုံးပါတယ်အဲ့ဒီအပြင်လုံးဝ VIP စီပါအော်တကယ်ဒါမျိုးကြီးစီရတကယ်ကို လုံးဝ VIP စီဆိုင်ကမော်တာတွေနောက်ပြောဒီမှာနော်ပြာရုံအကုန်လုံးမှာ test screen လေးနဲ့အကုန်လုံး clear အော်နောက်ဒီကားကြောင့်တော့လုံးဝတီးမှတ်တစ်ပိုင်းရိုက်အောင်မှာໃຊ້ບໍ່ແລະຊິຊ້າໄລບໍ່ລຸແລ້ວໂຕໂຕໂຕໃຈແດ່ອະຄູຈົນແມ່ສີແດ່ມາມຽນຫ້າຕະຫຼောက် MPV ແດ່ມາໂຕດີກອງໂຕໂຕເລີຄໍແດ່ມາປາແດ່ລົງວ່າ build quality ດີກໍ ခိုင်ကုန်နေရောဘာမှအဖြစ်ပြောစရာမရှိဘူးမောင်းကြည့်ရတဲ့ဒီကားမှာကျတော့မောင်းရဲ့ feeling ကိုအဲ့လောက်ကြီးသိပ်ပြီးတော့သိတဲ့ရှိတယ်မလို့ဒီလိုမျိုးထိုင်ရတဲ့ feeling ကိုပဲစိတ်ဝင်စားတော့ဒီကားမှာကျတော့အာလုံးဝဒေတာတော်တော်မိုက်နော်တော်တော်လေးကိုမိုက်ဒါပေမဲ့ဒီပွဲထဲမှာကျတော့ဒီကားကြောင့်ထည့်ပြောမယ်ဆိုရင်တော်တော်လေးရှည်သွားမှာဖြစ်တဲ့အတွက်အဓိကကတော့ဘယ်နေရာမှာကျင်းပမယ်ဘာ promotion တွေရမယ်နော်ဟာမှာရှိသေးဝဲလို့ရလားမရလားဆိုတဲ့ဟာတွေပဲပြောရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ video လေးရဲ့အနည်းချက်ကိုပြောပြ ဒီဗီဒီယိုလေးရဲ့အနည်းချုပ်ကိုပြောရမယ်ဆိုလို့ရှိရင်အခုအားလုံးသိပြီးသားကျွန်တော်လည်းလက်ရှိသေးနေတဲ့ MG4 ဒီ MG4 ကကျွန်တော်ပြောရတာတခုတော့ရှိသွားအဲ့ဒါဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်ကပဲကျွန်တော်အိမ်ကကကြွက်ကြိုက်သွားကြွက်ကြိုက်သွားတာမှာဘယ်နေရာကိုကြိုက်သွားလဲဆိုတော့ hybrid ချိုးကိုကြွက်ကြိုက်သွားဟာအဲ့တော့ဘာအစားဖြစ်လဲဆိုတော့ကားကမောင်းလို့ရတယ်အားသွင်းလို့မရတော့ကျွန်တော် service center ကိုချက်ချင်းအကြောင်းကြားလိုက်တယ်အကြောင်းကြားပြီးတော့ service ကိုကားပို့လိုက်တယ်ကားပို့လိုက်တော့ day 1မှာသူတို့အဖြေရှာလိုက်တယ်ညကျတော့အဖြေထွက်တယ်အဖြေထွက်တာလည်းကျွန်တော်လမ်းပို့တယ်အဲကိုသီတော်ကြီးခင်ဗျားကတော့တော့ hybrid ချိုးကတော့ တွတ်ကြိုက်သွားပါပြီပေါ့ဟာသွားပြီပေါ့အဲ့တော့ကျွန်တော်ပြင်ဘလောက်ကြာပါလဲအမကြပါဘူးတဲ့ပစ္စည်းတွေအကုန်အင်ဆောက်ရှိပါလေတဲ့ iPhone တွေတိုးတယ်အကုန်အင်ဆောက်ရှိပါလေတဲ့လဲရင်တော့ battery pack ကိုဖြုတ်ချရပါမယ်ပြီး battery pack ကိုဖြုတ်မယ်ဖြုတ်ပြီး iPhone တွေကိုဖြုတ်မယ်ပြီးအစ်စ်ပြန်လဲလိုက်အခုကားအလုံး complete ပြီးသွားမှာပါတဲ့ပြီးရင်တို့ charging test တွေပါပြန်ဆန်းမယ်ဆန်းပြီးတော့မှအခုပြီးရင်ကားကိုပြန်အမ်းမှာဖြစ်ပါတယ် okay အဲ့ဆိုညီလေးလှုပ်လိုက်တော့ဆိုတော့ day 1 day 2 day 3မနဲ့လဲကြအောင်ကိုရဲကားလာယူလို့ရဟာဆိုတော့ဆိုလိုချင်တာက ် MG က service ပါဆိုလို့ရှိရင် service ကြီးပဲမဟုတ်ဘူးနဲ့ spare parts တွေအားလုံး ready ရှိရဲဆိုတော့ဟိုဒီကနေပြီးတော့တက်တဲ့ကြလို့ရပါတယ်အဲ့ content လည်းကျွန်တော်တိတက်ပြပါအောင်မယ်ကျွန်တော်ကားရဲ့နော်လောကထိပေါက်သွားတဲ့အကြောင်းလေးပေါ့နော်အဲ့အားလေးလည်းတိတက်လာပါအောင်အဲ့တော့ဒီပွဲထဲမှာဒါ MG4 ကိုဝယ်မယ်ဆိုလို့ရှိရင်အထူးသဖြင့်နှုန်းနဲ့လည်းရမယ်6ရက်6လ promotion ဖြစ်တာဖြစ်တဲ့အတွက်66သိန်းလည်း cashback ရမယ်ကားတွေကို higher purchase ဝယ်လို့ရမှာဖြစ်တဲ့အပြင်ကားတွေကိုအင်ဆော့ထားပြီးရောင်းချတာဖြစ်တဲ့အတွက်ဒီအခွင့်အရေးကိုလက်လုံးမခံဖို့အတွက်တိုက်တွန်းပြတယ်ကျွန်တော်တော့သိသွားပါပြီ